တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့မှာမြို့သိမ်းပိုက်နိုင်ခဲ့ပြီးနောက်စစ်ကောင်မရှင်ကဒီနေ့ထိစစ်ကူအင်အားအများပြားထပ်မံပို့ဆောင်နေတယ်လို့သိရှိရပါတယ်။မောတောင်မြို့ကိုသိမ်းပိုက်ရရှိပြီးနောက်စစ်ကောင်မရှင်ဘက်ကရဟရင်6စီးနဲ့စစ်ကူအင်အားအများပြားကိုပို့ဆောင်ခဲ့ပေမဲ့အဲ့ဒီတဲကတော်လိုင်းတပ်ဖွဲ့တွေစီအလင်းဝင်လာသူနဲ့စစ်တပ်ကနေထွက်ပြေးသွားကြသူတွေဟာ အယောက်90ဝန်းကျင် ရှိနေပြီဖြစ်တယ်လို့သိရှိရပါတယ်။မောတောင်မှာထိုင်ထားတဲ့တပ်ကဗျူဟာမြောက်တပ်ဖြစ်ပြီးနေဆက်ကိုထိန်းချုပ်ထားပါတယ်။မောတောင်မြို့ပြန်ရဖို့အတွက်စကစစစ်တပ်ကအင်အားလုံးရင်းနဲ့လေကြောင်းစစ်ကိုပါဝင်စစ်ကိုအများပြားထက်ပြီးပို့ဆောင်နေပါတယ်လို့အထူးတိုင်းစစ်ဌာနနီးပြူဟာ33စစ်စင်ရေးမှူးရဲဘော်စောရာကိုက ARD Times ကိုပြောပါရယ်လက်ရှိမှာ မောတောင်မြို့မှာထိတွေ့တိုက်ပွဲအချို့လဲဆက်လက်ဖြစ်ပွားနေပြီး မောတောင်မြို့သိန်းတိုက်ပွဲ၃ရက်တာအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်၂၀ကျော်သေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။မောတောင်မြို့ဟာမြိတ်တနင်းသာရီမြို့ရဲ့အဓိကနေဆက်ထွက်ပေါက်လည်းဖြစ်ကာစီးပွားရေးရရေးပါတဲ့နေဆက်ကိမြို့လည်းဖြစ်ပြီးလက်ရှိမှာမောတောင်ဒေသခံတွေမှာထိုင်းနိုင်ငံနဲ့နီးစပ်ရာဥယျာဉ်ချမ်းမြေတွေမှာစစ်ဘေးတင်းရှောင်နေကြရပါတယ်။တနင်္သာရီတိုင်းမြို့သိန်းနာတွန်လိုင်းလေးနှစ်ကျော်မှာဒါပထမဆုံးဖြစ်ပါတယ်။မဟာမိတ်တပ်တွေအလုံးရဲ့ညှို့မှုရလက်လို့လည်းပြောလို့ရတယ်။ မြို့သိမ်းတိုင်ပွဲမှာ KNL တက်မှလေးနဲ့နေမြေခံပြည်သူ့ကာကွယ်တပ်မတော် PDF ပကဖအဖွဲ့တွေမဟာမိတ်ပူးပေါင်းတပ်တွေကကာကင်းဖြတ်တောက်ရေးနဲ့စစ်ချေမုံရေးတွေကိုဟန်ချန်းညီညီနဲ့လာပေါင်းများစွာပိတ်ဆို့ပြီး၄ရက်လောက်နဲ့သိမ်းခဲ့တာပါလို့ရဲဘော်စောရာကိုကဆက်လက်ပြောပါရယ်မောတောင်မြို့သိမ်းတိုင်ပွဲအတွင်းမှာလည်းစစ်ကောင်မရှင်တပ်သား42ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးထိုင်းနိုင်ငံအတွင်းကိုလည်းအများပြထွက်ပြေးခဲ့ကလက်နက်ခဲယမ်းများပြားကိုလည်းတွန်လိုင်းတပ်ဖွဲ့တွေကသိမ်းဆီးရမိခဲ့ပါရယ်